အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရခင်ဗျဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒီနေ့မှလည်းပေါ့နော်ဒါဥရောပလေပွဲစဉ်လက်ကျန်ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒါပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒါတော့ဥရောပလေပွဲစဉ်ထဲမှာအင်္ဂလန်ပရီးမီးယားလိရှိမယ် CDA နဲ့ဒါတာလီကာစပိန်ပွဲစဉ်တွေရှိရဒီပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဒါအကုန်လုံးပေါ့နော်လေပွဲရှိရလေပွဲသုံးကျွန်တော်ရဲ့စစ်ကြိုက်ကလေးရွေးချယ်ပေးထားတော့ညီကိုတို့အချက်ချင်းတူမှလိုက်ပြီးစောစားကြပါ မကြတဲ့ညီကိုတွေကပကံကစားပါဆိုတော့မိမိကြိုက်နှစ်သက်ပဲညကနေပြောစော်စားရပါတယ်ခင်ဗျာနော်ဆိုတော့ဒီဝက်ဆင်လေးတွေကကျွန်တော်အကြိုက်လေးရွေးရှယ်ပေးထားဆိုညီကိုတို့ဒါအဆင်ပြေမဲ့လို့လည်းထင်ပါတယ်တိုးတိုးနဲ့လုံရင်တော့ပဲသွားမှာပဲဖြစ်ပါတယ်နည်းနည်းတော့နောက်ကျသွားတယ်ရှမ်းပြန်လေးဝက်ဆင်တွေကိုလည်းကျွန်တော်နောက်ကျမယ်လို့လည်းကျွန်တော်ဆက်ပြီးတော့ပြောပြသေးခင်ဗျာမလက်ပြန်မှာကျွန်တော်ဆက်လက်ရွေးရှယ်ပေးသွားမှာဖြစ်ပါရဲ့နော်အဲကြောဒီနေ့ဥရောပလေးဝက်ဆင်တွေဖြစ်တဲ့ပထမဆုံးဝက်ဆင်ဖြစ်တဲ့ဘောနာလာအင်္ဂလန်ပရီးမီးယားလိရဲ့ဒါလက်ကျန်ဝက်ဆင်တွေပေါ်ဖြစ်တဲ့ဆန်တာနဲ့အပါတန်ဝက်ဆင်မှာဆိုလို့ရှိရင်ရှီတူဆေးပဲဖောက်ပေးထားရဲကိုပေါင်းဆေးကောင်နှလုံးသွင်းမှာပြဆုံးချုံပေးထားတယ် နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုစန်တာလန်ပေါ့နော်အသေးအံကစားလာပြီးနိုင်ရရှိထားတဲ့ဆိုပေမဲ့ဒါအေဗာတန်ကတော့ရှုံးနေထားတယ်ဗျအစင်ရရတမှုမှာဆိုရင်စန်တာလန်9အေဗာတန်က15ဗျနှစ်သင်းပေါင်းထိုက်တိုက်တွစ်ဆုံမှုရအောင်ပြန်ကြည့်ရမယ်ဆိုရင်အေဗာတန်ကတော့တားတယ်ဆိုပေမဲ့ဒီဘက်နေစန်တာလန်အိမ်ခွင်မှာတော့ဒါအတင်းကြီးတော့ဒုက္ခပေးနိုင်တာဖြစ်ပြီးအတင်းစားတွင်ရှိလူတိုင်းမှာဆိုရင်သူနဲ့ပုံမှန်ရုံးငန်လေးရရှိပြီးတေလောက်ကြီးပဲကန်ထားတာတွေးထားတယ်စန်တာလန်ကနေပြီးအေဗာတန်နေနဲ့ပါဒါရမှတ်တခုလေးကိုရောက်သွားပြီးတော့တေတမှတ်သွင်းလို့ကျင်းနေရမယ်ဆိုတော့သူ့ကိုလည်းရုံးကန်လာဖို့တော့ရှိရဆိုပေမဲ့ဒဏ်ရာပြဿနာတွေမှာစန်တာလန်မှာတော့ရှိနေတာတွေးထားတယ်ဗျ ဆိုတော့ရှုံးပွဲကြုံတွေ့ရတဲ့ Everton ပြန်ရောက်လာခဲ့မှဆိုရင် Sunderland အနေနဲ့ဟိုးပေးရရင်တော့အလောက်ကြီးပေးရမှာမဟုတ်ဘူး။ Sunderland နဲ့ Everton နှစ်ဖက်ပေါင်းလို့မှဒါနှလုံးထက်ကိုမကျော်လောက်ဘူးလို့ကျွန်တော်ထင်မိတယ်ဗျာ။ဘာကြောင့်လဲဆိုရင် Boggy တွေအနေနဲ့ဒါနှစ်ဖက်သုံးလောက်လည်းရှင်မြနေဆိုပေမဲ့မင်းညကစားခဲ့တဲ့ပွဲစဉ်မှာဒါ England Premier League ပွဲစဉ်မှာဆိုတော့ကဘူးပေါ်တွေဖြစ်ပြောဂိုးတွေနေတာတွေးထားရ။ကျွန်တော်ရဲ့ဂိုးခံမှန်းရလည်းစိတ်ကြဝေရွှဲပေးရမယ်ဆိုတော့ရုံးကန်အားရှိတဲ့ Everton အနေနဲ့ Sunderland ကိုဒီနေ့အသေးဆိုရင်ကျင်းတဲ့ပြီးတော့ကတ်နိုင်သွားဖို့လို့လားလာတော့တော့ရှိမယ်လို့ခံမှန်းမိပါတယ် တကြကိုရွေးချယ်ပေးရမှာဆိုရင်စန်တာလန်နဲ့အေဗာတန်တို့ပွဲစဉ်မှာကျွန်တော်ကတော့ဝေဖန်ဖြစ်တဲ့အေဗာတန်ဘော်ဒီလေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းလို့ဟိုမှာအောက်ကလင်းနဲ့လည်းတွဲပြီးစော်ကစားသိခြင်းပါလေခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့အီတလီစီးရီးဝဲမှာဆိုရင်ဒါဆာဆိုအူလိုနဲ့ဒါဂျန်နဝါရီပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆာဆိုအူလိုကတော့ဒါအီတလီစီးရီးရဲ့အစဉ်စားစတင်မှာဖြစ်ပြီးတော့ဂျန်နဝါရီတန်းစင်းဆုံးမှာရောက်နေတာဖြစ်တယ်ဗျာဒါပေမဲ့ဂျန်နဝါရီရုံးကန်လာလို့ရှိရင်ဆာဆိုအူလိုချုံသွားလို့ရှိရင်တော့ဒါတို့နဲ့တန်းစင်းဆုံးမှာနေရုံးကန်အားလို့ရှိတယ် ဆိုတော့ယနေ့ဖောက်ပေးတဲ့ volume ဒီတိုင်းမှာဆိုရင်ဆဆူအလိုကနေပြီးတော့ကျင်းတော့ဟိုဒါရှိလို့ဆိုရင်ကြားဆုံးချုံလေးဖောက်ပေးတာကိုပေါင်းသေးနှလုံးတည်သေးပဲပြည့်ရပြအီတလီစီးရီးဘွဲတွေမှာဆိုတော့မင်းညောင်းကကစားခဲ့တဲ့ ETC ဒီဘွဲတွေမှာတော်တော်တော့ကောင်းခဲ့ဆိုမှကိုယ်တိပြတ်ထားတော့တိတ်ပြီးတော့မတွေ့ရဘူးဒါပေမဲ့ဆဆူအလိုကလည်းအမှတ်လိုအပ်ချက်ရှိနေတယ်အဲဇန်နဝါရီလည်းအမှတ်လိုအပ်ချက်ရှိနေတယ်ဆိုတော့နှစ်သိမ်းပေါင်းထိတိုက်ဆဆူမှုရအောင်ပြန်ကြည့်ရမယ်ဆိုရင်ဇန်နဝါရီတာဆိုပဲဒီဘက်နှစ်တိုင်းမှာရှေ့စွန်းနေပြန်ကြနေတွေ့ရပြဆိုတော့စစအုပ်လို့ကလည်းနိုင်ပွဲပြန်လာမဲ့အရေးကိုပဲအားဆိုင်ပြီးကစားမဲ့ဆိုရင်တော့ဒီနေ့ကိုခံမှန်ရလက်ကဘောနော်ဒါ အ ਨੇ ဆုံးပေါ့နော်ဒါဒီ 1C ဒါ11ဒါမဟုတ်ရင်လဲဒါ 1C နဲ့ပဲပြီးဆုံးသွားမယ်လို့ပဲကျွန်တော်ကတော့ခမန်းမိပါတယ်စက်ကြောက်ကိုဆက်လက်ရွေးချယ်ပေးရမယ်ဆိုရင်ဆဆူအလုနဲ့ဒီကျွန်တော်တို့ပွဲစဉ်မှာအင်ဝင်းဖြစ်တဲ့ကျွန်တော်တို့ဆဆူအလုဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့လာစီဝနဲ့ပေါ့နော်ကက်ကလီယာပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ်ဗျအီတလီစီးရီးရဲ့အစဉ်စားချက်ဒီမှာဆိုရင်လာစီဝ73ကက်ကလီယာ74 လာစီကိုဒီဘက်နဲ့တောင်မှရပန်ပေါ်တော့တော်တော်လေးကိုရှေ့ဆန်းကြနေပြီနီးပြအတွက်လည်းတော်တော်လေးကိုဒီမိနစ်ပွဲရှုံးသွားရင်တော့တော်တော်လေးကိုပဲလှုပ်ခတ်သွားဖို့တော့ရှိပြီးတော့တန်ငန်းနဲ့တာထုတ်ဖို့တော့အလားလာတော့တော့ရှိသွားလိမ့်မယ်လို့ထင်မြင်မိတယ်ဗျဆိုတော့ယနေ့လာစီကိုကနေပြောဒီကက်ကလီယာကိုကြောပေးထားတဲ့ပေါ်လီစင်းမှာဆိုရင်တစ်လုံးသွင်းတာတားဆုံးစားသေးပေးထားကိုပေါင်းနှလုံးရှုံးသေးဗျစဉ်းစားစရာတစ်ချက်ဗျလာစီကိုရှေ့ဆန်းကြနေပြီးတော့ဒါတိုက်စစ်ပိုင်းမှာလည်းဂိုးတွေမသွင်းနိုင်ဘူးဆိုပေမဲ့နေရာပြဿနာတွေနဲ့ကြုံတွေ့နေရတယ်ရှေ့ဆန်းကြပြီးတော့မတည်ငြိမ်ဖြစ်နေတဲ့ဝေဆုံးရဲ့ကက်ကလီယာကိုနိုင်ဝဲပြောင်းလာဖို့ရုန်းကန်လာကမှဆိုအနိုင်၃မှတ်လောက်ပေးချသွားပြီးတော့ကတ်နိုင်သွားမယ်လို့ပဲခံမှန်းမိပါတယ် လာဇီယိုနဲ့ဒီကက်ကက်လေးကလေးကိုပေါ်ခြင်းပါလဲကျွန်တော်ရဲ့စိတ်ကြိုက်ကတော့အင်ဝင်ဖြစ်တဲ့လာဇီယိုလေးနဲ့ပဲအရေးဆုံးပြီးတော့ဆော့ကစားသိခြင်းပါတယ်ခင်ဗျာနော်လာဇီယိုဘော်ဒီလေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ်တော့ဒါစပိန်လာလီကာမှာဆိုရှင်ဒါရီယိုအိုဗီဒိုနဲ့အိုဆာဆူနာကိုပွဲစဉ်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျဘိုးကွင်းဖြစ်တဲ့အိုဆာဆူနာအဆင့်ဆန်ကအိုဗီဒိုကတန်းဆင်းဆုံးနေမှာရှိနေတယ်ဘိုးကွင်းဖြစ်တဲ့အိုဆာဆူနာနေပြီးအိုဗီဒိုကိုရှီတူဆန်ပြားဆုံးရှုံးနေကြတာကိုပေါင်းပြီးနှလုံးတည်ရစီဖောက်ပေးထားတွေ့ရဗျဆိုတော့နှစ်သိန်းပေါင်းထိတဲ့အတွက်ဆိုမှုရမှာဆိုရင်တော့ဒီ ပိုဆာဆူနာလည်းကောင်းသလိုဒါအိုဗီဒိုကလည်းကောင်းနေပြီ။ဆိုတော့ဒီဘက်နဲ့နောက်ပိုင်းမှာရီယယ်အိုဗီနိုကရှုံးပွဲတက်တက်ပဲကြုံခဲ့ရတယ်။နိုင်ပွဲတပွဲမှမလို့မရသေးဘူးပြ။ပိုဆာဆူနာကတော့ရှုံးတက်လက်နိုင်တက်လက်တွေတွေ့ထားတယ်။အင်ဝင်းရုံးငန်အားကိုပြန်လည်ယူလာခဲ့မယ်ဆိုရင်တော့အိုဆာဆူနာအနေနဲ့ပိတ်ဆော့ဖို့တော့အလားလာရှိသွားမယ်လို့တော့ထင်မိတယ်ပြ။ဒါပေမဲ့အိုဆာဆူနာအနေနဲ့ဂိုးမပြရရုံးငန်ပဲဆိုလို့ရှိရင်တော့မှဒီတေလောက်တော့ပဲဖြစ်သွားနိုင်မယ်လို့ပဲကျွန်တော်ကခံမှန်းမိတယ်။စစ်ကြကိုရွေးချယ်ပေးရမယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာဆိုရင်အင်ဝင်းဖြစ်တဲ့ဒါအိုဗီနိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်။ဒါကတော့မရှုံးတော့ဘူးလို့ထင်ပါတယ်ခင်ဗျာနော်။အားကြောင့်မလို့ဒီစပိန်လာ ီကဘွဲစင်မှာဆိုရင်ဒါ real opino နဲ့ဒီဥစားစနာဘွဲစင်မှာဆိုတော့ကျွန်တော်အင်ဝေးဖြစ်တဲ့ real opino body လို့ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်နေဥရောပရဲ့ဒါနောက်ထပ်လက်ကျန်ဘွဲတွေဖြစ်တဲ့ပေါ့နော်ဒါ England Premier League ဘွဲစင်မှာဆိုရင် Sunderland နဲ့ Everton မှာဆိုကျွန်တော် Everton body နဲ့ကိုးအောက်တွေပဲကျွန်တော်ရွေးချယ်ပေးထားတာပါ Lazio နဲ့ Cagliari လို့ဘွဲစင်မှာဆိုကျွန်တော် Lazio body ရွေးချယ်ပေးထားပြီးတော့ Sassuolo နဲ့ဒီ Genoa လို့ဘွဲစင်မှာဆိုကျွန်တော်အင်ဝေးဖြစ်တဲ့ Sassuolo body ကိုရွေးချယ်ပေးထားတာပါ Opino နဲ့ဒီ ဥစားစုံတို့ပွဲစဉ်မှာဆိုရင် Angry Fit တဲ့အတာ Real Open ကိုရွေးချယ်ပေးတာပါဒီပွဲစဉ်၄ပွဲစလုံးညီကိုလို့ကြိုက်မယ်ဆိုရင်တော့ဒါမောင်းကြည့်လဲဆော့ရလို့ body တိတန့်ကြည့်လဲဆော့ကစားလို့ရပါတယ်ဒါလေးကမိမိကြိုက်နှစ်တက်ရအောင်နေဆော့ကစားကြပါခင်ဗျာနော်အားလုံးလည်းအဆင်ပြေကြမယ်လို့ထင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Champion League ပွဲစဉ်နဲ့နည်းနည်းတော့နောက်ကျပါမယ်ဒါကျွန်တော်ထည့်ပြီးစကားပြောပြတာလည်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်